ာနာသိန်းစကောင်စီတက်ကအထမစစ်သားစုဆောင်းထားတဲ့စစ်မှုထမ်းတပ်သားတွေကိုလူသားတိုင်းတစ်ဖွဲ့ရှေ့တန်းမှာအသေးခံခိုင်းနေတယ်လို့ဖမ်းမိတဲ့စစ်ကောင်စီတုတ်ပန်းတွေအားဆိုရင်လည်းအသိစိတ်ကင်းမဲ့တဲ့အထိမူရစေဝါတုံးဆွဲထားကြသူတွေပေါဝင်တာတွေ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလကပြောပါတယ်။ဒါကြောင့်အထမစစ်သားစုဆောင်းခံကြရသူတွေအနေနဲ့မူရစေဆွဲပြီးရှေ့တန်းမှာအသက်အသေးခံကြရတဲ့အထိမမိုက်မဲပဲရာရာနေနဲ့တော်လည်းအင်အားစုတွေပူးပေါင်းကြဖို့ဦးနေဖုံလကတိုက်တွန်းပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားတဲ့အစီအစဉ်ကိုဒီနေ့ပြုလုပ်ခဲ့ရမှာဦးနေဖုံးလကလက်တလောတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အခြေအနေကိုအခုလိုထည့်သွင်းပြောကြားခဲ့ပြီးစစ်မှုထမ်းတပ်သားအသစ်တွေပြည်သူ့ဘက်ပူးပေါင်းလာဖို့ထပ်မံတိုက်တွန်းခဲ့တာပါကချင်ကရင်နဲ့ရခိုင်အပေါင်းဝင်ဒေါ်လရင်အင်အားစုတွေစီအလင်းဝင်လာကြတဲ့စစ်ကောင်စီတပ်သားတွေနဲ့ဒေါ်လရင်အင်အားစုတွေဖမ်းမိခဲ့တဲ့စစ်တုပ်ပန်းတွေရဲ့ထွက်ဆိုချက်တွေမှာလဲစစ်ကောင်စီဟာစစ်မှုထမ်းတပ်သားအသစ်တွေကိုရှေ့တန်းစစ်မြေပြင်မှာအသေးခံတိုက်ခိုင်းနေတာပါ စစ်ကောင်စီအရာရှိတွေအပေါ်ဝင်စစ်ကောင်စီတပ်သားတွေမူးယစ်ဆေးတုံးပြီးဆက်တိုက်နေတာတွေ့ရှိရတယ်လို့ဦးနေဖုံးလကပြောပါတယ်။ NUG ရဲ့ဒီနေ့သတင်းစကားပြောကြားမှုအစီအစဉ်မှာဗမောက်တိုက်ပွဲအောင်မြင်မှုနဲ့ပတ်သက်ပြီးလည်းဂုဏ်ပြုကြောင်းပြောကြားခဲ့ပါတယ်။သခိုင်းတိုင်းတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ကဝိုင်းပတ်ထိန်းချုပ်ထားတဲ့မြို့တွေကမှကတားခရိုင်ဗမောက်မြို့နယ်ဗမောက်မြို့ကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမတ်တစ်စစ်သည်တော်ကိုကဲဦးဆောင်မှုနဲ့စက်တင်ဘာ15ရက်မှာစတင်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ20ရက်မှာအောင်မြင်စွာသိမ်းပရရှိကြတာပါဗမာမျိုးသိန်းတိုက်ပွဲတော်မှာအနိုင်ငံအနှံ့ကတိုက်ပွဲတွေမှာရှေ့တန်းကနေတိုက်ပွဲဝင်နေကြတဲ့ပြည်သူ့ကာကွယ်တပ်မတော်တပ်ဖွဲ့ဝင်တွေပြည်သူ့ကာကွယ်အဖွဲ့အပကဖတပ်ဖွဲ့ဝင်တွေတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ဒေသဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့ဝင်တွေအားလုံးရဲ့ရဲစွမ်းတတိနဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုလည်းအတိအမှတ်ပြုခုံပြုတယ်လို့ပြောကြားခဲ့ပါတယ်မြမမြမစစ်အာဏာရှင်စနစ်ကြဆုံးပြီး Federal Democracy စနစ်ထွန်းကားရေးအတွက်အသက်ခံတာကိုလိုက်အင်ကပေးဆက်ဆုလုပ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းအပေါင်းတို့ရဲ့ဂုဏ်ကျေးဇူးကိုလည်းအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အလေးအမြတ်ထားဥညွန်ကြောင်းဦးနေဖုံးလကအထည်သွင်းပြောကြားခဲ့ပါတယ်။ဗမာမျိုးသိန်းတိုက်ပွဲမှာပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့အတူပြည်သူ့ကာကွယ်ရေးအဖွဲ့အပကဖာတွေဟာလည်းကြာရနေရကနေပူပေါင်းပါဝင်တိုက်ပွဲဆင်နေကြကြသလိုအခြားသောစစ်စင်ရေးတွေကိုလည်းဟန်ချက်ညီညီဖော်ဆောင်ခဲ့ကြတယ်လို့ဆိုပါတယ်ရှင်။